ဒီမျက်လုံးပုံတရံရှိတဲ့ကြီးနင်းပြနှန်းနေတဲ့ဒီရေကန်ကြီးဟာ The Eye of the Earth လို့ကမ္ဘာကလူသိများတဲ့ကမ္ဘာမျက်လုံးလို့ခေါ်တဲ့ရေကန်ကြီးပဲဖြစ်ပါတယ်။ဒီရေကန်ဟာခရစ်ရှားနိုင်ငံဇာရာမြို့ရဲ့အနောက်မြောက်ဘက်40ကီလိုမီတာမှာရှိတဲ့စတီနာရွာလေးဘေးမှာတည်ရှိပါတယ်။ဗီလဗစ်တောင်တန်းရဲ့တောင်ဘက်အစွန်းမှာတည်ရှိပြီးတော့စတီနာမြစ်ရဲ့မြစ်ပြားခန့်နေရာလည်းဖြစ်ပါတယ်။စိန်လန်းတဲ့သစ်တော်နဲ့ကြောက်ဆောင်နေကြမှာကြီးလင်းပြန်းနှန်းနေတဲ့ ဒီစမ်းကြောင်ရေကန်ကြီးဟာမျိုးလုံးမှုန်နံအဖြစ်တရှိနေပါတယ်။ရေအောင်ရှိထုံချောက်ဂူရီကနေစိတ်ထွက်လာတဲ့ရေတွေကလွန်တန့်စင်ပြီးတော့နေအောင်အောက်မှာအလင်းပြန်ပြီးအပြာရောင်ဖြစ်တရှိနေပါတယ်။ရေကန်ရဲ့အနက်က135မီတာရှိပြီးတော့ဒီရေကန်ရဲ့ထူးခြားချက်ကရေအောက်မှာရှိတဲ့မဆုံးနိုင်တဲ့ကြောက်ကူလမ်းကြောင်းတွေနဲ့ဆက်ဆက်နေတာပဲဖြစ်ပါတယ်။ဒီကြောက်ကူလှိုင်ကောင်းတွေဟာဗလဗစ်တောင်တန်းရဲ့အတွင်းမှနဲ့ဆက်ဆက်နေပြီးတော့ရေစီးကြောင်းတွေထိုးပေါက်ထားတဲ့ထုံချောက်လှိုင်ကောင်းတွေပဲဖြစ်ပါတယ်။ ကြောက်ကူလှန်ကောင်းတွေရဲ့အရန်ခွေကောက်ကျင်းမြောင်းပြီးတော့မိုးရသည်မှာရေစီအရန်တန်းပါတယ်။နေရောင်ခြည်မကြောက်ရောက်နိုင်မဲနဲ့မှောင်မိုက်နေပြီးတော့အန်တရရှိတဲ့အတွက်ကြောင့်ရေငုံသမားတွေကအဆုံးထိမလေးလာနိုင်သေးပါဘူး။ထုံကြောက်ကူတွေဖြစ်တဲ့အတွက်ကြောင့်ရန်အေးပြီးတော့နွေရသည်မှာတော့အရန်အေးနေတုံးပါပဲ။ဒေသခံတွေရဲ့ဒန္တာရီတွေအရဒီနေရာဟာနတ်ဘုရားတွေရဲ့ဝင်ပေါက်ဒါမှမဟုတ်ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုရဲ့တကားဝဖြစ်တယ်လို့ယုံကြည်ထားကြပါအေဂျင်တာယာရဲ့ရှုခင်းနေပြင်းနေတဲ့ဒီအကန်ကြီးက နှစ်စဉ်ကဘာလက်ခီးသည်တွေရဲ့လာရောက်အပန်းဖြေရာနေရာတစ်ခုလည်းဖြစ်ပြီးတော့စူးစမ်းရှာဖွေလူသူတွေရဲ့လေးလာရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာသိပ္ပံပညာရှင်တွေရဲ့ထုံးကြောက်ကူစနစ်ကိုလေးလာဖို့အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပြီးတော့ကျွမ်းကျင်ရေငုပ်သမားတွေရဲ့စိန်ခွင့်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။